ားလုံးပဲမင်္ဂလာပါရှင်။စာပေလမ်းရဲ့အပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့ Book Review အစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျမကတော့ရှင်ပါ။ဒီနေ့ကျမညွှန်ပြခြင်းတဲ့စာအုပ်လေးဟာစာရေးသူပြီးဖြိုးပိုင်ရေးသားထားတဲ့ Emotional Intelligence and Mind Power ခံစားမှုဉာဏ်ရည်နဲ့စိတ်စွမ်းအားဆိုတဲ့စာအုပ်လေးပဲဖြစ်ပါရစေ။ ဒီဆောင်လေးထဲမှာဆိုရင်စုစုပေါင်းအခန်း၁၁ခန်းပါဝင်ပြီးတော့အခန်းတစ်ခန်းကြီးစီတိုင်းဟာကျမတို့အနေနဲ့မသိရှိသေးတဲ့စိတ်ဆွမ်းအင်းရဲ့အလုံးလုံးပုံတွေစိတ်ခံစားချက်ရဲ့အရေးပါပုံဘဝအပေါ်တက်ရောက်ပုံတွေကိုလေ့လာသိရှိရမှာပဲဖြစ်ပါတယ်။ကျမတို့ရဲ့ဘဝတွေကိုအဓိကထိန်းချုပ်နေတာဟာကျမတို့ရဲ့ခံစားမှုဉာဏ်ရည်လို့ခေါ်တဲ့ emotional intelligence ဖြစ်တယ်ဆိုတာဒီစာအုပ်လေးထဲမှာစာရေးသူဟာသူလေ့လာတွေ့ရှိထားခဲ့တဲ့စံတချက်တွေပေါ်ကိုးကားပြီးတော့ရှင်းပြထားတာကိုတွေ့ရပါလိမ့်မယ်။ အဲ့ဒီအတွက်ကြောင့်ကျမတို့မှာဉာဏ်ရည်နှမျိုးရှိတဲ့အနေနဲ့ခံစားမှုဉာဏ်ရည်ဆိုတဲ့ EQ ကအဓိကဆက်လိုက်နေရကိုတာဝန်ယူပြီးစဉ်စားတွေးခေါ်နိုင်စွမ်းကိုလုပ်နိုင်တဲ့ဉာဏ်ရည်ဖြစ်တဲ့ IQ ကတော့ဇက်ပုံနေရာတတမှာရှိနေတယ်ဆိုတာကိုလည်းသိရှိရပါလိမ့်မယ်။ဒါပေမဲ့ဒီနေရာမှာဇက်လိုက်တဲ့ဇက်ပုံကတူဘောတူမှာအပြန်အလှန်အမိတဟဲပြုတ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘက်ပယ်နေလို့မရဘူးဆိုတဲ့အကြောင်းကိုလည်းရှင်းပြထားပါသေးတယ်။ ဒါဟာဘာကြောင့်လဲဆိုရင်ကျမတို့အနေနဲ့အဖြစ်အပျက်တစ်ခုကိုကြုံတွေ့လိုက်ရတဲ့အခါမှာကျမတို့ရဲ့အုံနောက်ကဘေးအပိုင်းကအရင်ဆုံးရှိပြီးအနေနဲ့ရောက်သွားလေဆိုရင်ခံစားမှုအပိုင်းကရှိပြီးအနေနဲ့ရောက်သွားပြီးခံစားချက်တွေကိုအရင်ဆုံးထုတ်လုပ်ပေးလိရှိပါတယ်။အဲ့ဒီနောက်မှသာလျှင်ကျမတို့စဉ်စားတွေးခေါ်နိုင်တဲ့အုံနောက်ကလိုက်လာပြီးခံစားချက်တွေကိုထိန်းချုပ်ဖို့အတွက်ကြိုးစားရပါတယ်။အကယ်၍သာကျမတို့အနေနဲ့စဉ်စားတွေးခေါ်တဲ့အုံနောက်က ခန်းစားတဲ့အုံနောက်ထပ်အင်အားကြီးမနေဘူးဆိုရင်ကျမတို့ကခန်းစားချက်ရဲ့စီရအတိုင်းမလုတင်တာတွေမပြောတင်တာတွေကိုပြောမိပြီးဘဝပေါ်မှာဆိုရတဲ့အကျိုးသက်ရောက်မှုကြီးရှိလာနိုင်တာမဟုတ်လို့ပါပဲဆိုတော့ဒီစာအုပ်ထဲမှာကျမတို့အနေနဲ့ခန်းစားချက်တွေကိုဘယ်လိုမျိုးထိမ့်သိမ်းမလဲဆိုတဲ့အချက်တွေကိုလည်းစာရေးသူကပြောပြပေးထားပါတယ်အတိအကကတော့ကျမတို့အနေနဲ့ခန်းစားတဲ့အုံနောက်နဲ့ စဉ်းစားတွေးခေါ်တဲ့အုံနောက်ကိုအပေးအယူမျှတအောင်လုပ်ဖို့အရေးကြီးတယ်လို့ကျမတို့အနေနဲ့စဉ်းစားတဲ့အုံနောက်ကိုအင်အားကြီးအောင်လုပ်ဖို့လည်းအရေးကြီးပါတယ်။ဒါအပြင်ခံစားတဲ့အုံနောက်ဖြစ်တဲ့ EQ ကိုကျမတို့အနေနဲ့တတိနဲ့စောင့်ကြည့်ပေးဖို့လိုအပ်တယ်ဆိုတာကိုလည်းရှင်းပြပေးတာပါတယ်။ခံစားတဲ့အုံနောက်ကခံစားချက်တွေကိုထုတ်လုပ်ပေးပြီးပြီဆိုရင်ကျမတို့အနေနဲ့စဉ်းစားတဲ့အုံနောက်ကဘယ်လိုမျိုးထိန်ချုပ်နိုင်တယ်ဆိုရင်ကျမတို့အနေနဲ့ဒီခံစားချက်တွေကိုအရင်ဆုံးတိဖို့လိုအပ်ပါတယ်။ သိပြီးတဲ့အခါမှာကျမတို့လက်ခံပေးဖို့လိုအပ်ပါတယ်။လက်ခံပေးပြီးတဲ့အခါမှာတော့မလုပ်နိုင်တည်းဆိုရင်ကျမတို့ကခံစားချက်တွေကို အတိုင်းတာတစ်ခုထိကြုံသွားအောင်အတိုင်းတာတစ်ခုထိနေပါသွားအောင် ကျမတို့ကိုခြုံပနိုင်လို့ရပါတယ်။ဒါအပြင်နောက်ထပ်နောက်ထပ်အခန်းတွေမှာစာရေးသူဟာကိုယ့်ရဲ့အတွင်းစိတ်ကိုဘယ်လိုမျိုးပြန်လည်ပြုပြင်တိဆောက်ဖို့လိုအပ်တယ်လဲစာရာတွေကိုလည်းရှင်းပြထားပါတယ်။ နောက်ပြီးတော့တစ်ခါတလေမှကျမတို့အနေနဲ့ကိုယ့်ရဲ့အတိတ်ကကြုံတွေ့ခဲ့ရတဲ့အဖြစ်ပျက်တွေမကောင်းတဲ့အခြေအနေတွေပေါ်ကိုငူတည်ပြီးတော့ကိုယ့်ကိုယ်ကိုကိုယ့်ရဲ့စိတ်ကိုအကျဉ်းချထားတဲ့ mind prison လေးတွေရှိတတ်ပါတယ်။အဲ့လိုမျိုး mind prison လေးတွေရှိတဲ့အခါမှာကျမတို့ဟာအတိတ်ကာလတစ်ခုကနေပြီးတော့ move မလုပ်နိုင်သေးဘဲနဲ့အဲ့ဒီအတိတ်ကာလကမကောင်းတဲ့အဖြစ်ပျက်တွေကိုပဲခဏခဏတွေးမိပြုံးမိရင်းနဲ့ကျမတို့ကိုကျမတို့ ပြစ်ဆုတ်ပံကာလအထိတိုင်အောင်အတိတ်ကနေမလွတ်မြောက်နိုင်သေးတဲ့ပုံစံတွေအဖြစ်ပုံဖော်နေတတ်ကြတယ်။အဲ့တော့အဲ့ဒီလူမျိုးအဖြစ်တွေမကြုံရအောင်ကျမတို့ရဲ့ mind prison စိတ်ရဲ့အချင်းထောင်တွေကနေဘလူမျိုးလွတ်မြောက်အောင်လုပ်ဆောင်ရမလဲဆိုတော့လမ်းညွန်လေးလေးကိုလည်းဇာရည်သူကဖော်ပြပေးထားပါဗျ။နောက်တစ်ချက်ကတော့ကျမတို့အားလုံးရင်းနှီးပြီးသားဖြစ်တဲ့အလေးအကျင့်တွေဘယ်လိုမျိုးတည်ဆောက်ရမလဲ။အလေးအကျင့်တစ်ခုတည်ဆောက်တဲ့အခါမှာအဲ့ဒီအလေးအကျင့်ကိုကျမတို့ရဲ့အလေးအထတစ်ခုဖြစ်အောင် ဘလိုမျိုးဒီဇိုင်းမမတ်လှုပ်ဆောင်ပုံဖော်သွားရမလဲဆိုတာကိုနီလန်းလေးတွေလည်းဖော်ပြပေးထားပါတယ်။နောက်ဆုံးအခန်းအဆိုရင်တော့ Mind Power စိတ်ရစွမ်းအားတွေအကြောင်းကိုအကျဉ်းတွင်ပြောပြထားတဲ့အခန်းလေးဖြစ်ပါတယ်။ကျမတို့ရဲ့ဘဝမှာကိုလိုချင်တာတွေကိုဖြစ်ချင်တာတွေဖြစ်လာဖို့အတွက်ဟာကျမတို့ရဲ့စိတ်စွမ်းအားပေါ်မှာအများကြီးမူတည်ရဲဆိုတဲ့အချက်ကိုကျမတို့ကလစ်လူရှူထားလို့မရပါဘူး။အဲ့ဒီအတွက်ကျမတို့ရဲ့စိတ်စွမ်းအားတွေကိုအသုံးချပြီး ကျမတို့ရဲ့လုပ်အားတွေကိုထပ်ပေါင်းလိုက်မယ်ဆိုရင်ဘဝမှာကိုလိုချင်တဲ့ပန်းနိုင်တွေကိုမြုံမန်းတာနဲ့အရာတွေကိုဖြစ်မြအောင်လှုပ်ဆောင်နိုင်နေဆိုတော့ယုံကြည်ချက်လေးထားပြီးတော့ဒီဇိုင်းမမတ်လှုပ်ဆောင်သွားဖို့လိုအပ်ပါတယ်။ဒီနေ့ရဲ့ book review အစီအစဉ်ကိုတော့ဒီမှာပဲရည်နာခြင်းပါတယ်။ယခုနားထောင်နေတဲ့သူတွေလည်းနားထောင်ရတာအကျိုးတစ်ခုကိုရရှိနိုင်မယ်လို့ကျမမျှော်လင့်ပါတယ်။ဒီဆောင်နဲ့ပတ်သက်လို့တစ်ခုခုပြောပြချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ် Google တိုင်းကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကိုမျှဝေခြင်းလုပ်မယ်ဖြစ်ဖြစ် comment လေးရေးသားသွားခဲ့လို့ရပါတယ်ဆိုတာကိုပြောရင်အားလုံးကိုနှုတ်ဆက်လိုက်ပါတယ်။နားထောင်ပေးကြတဲ့တူဦးချင်းစီတိုင်းအတွက်ကျေးဇူးတင်ပါတယ်။တာယာရဲ့နေ့ရက်လေးတွေပိုင်ဆိုင်နေကြပါစေရှင်။